ကျွန်တော်တို့ကိုစင်အာနာရှင်စနစ်ကရစ်တပ်ဘူးနဲ့ရစ်တပ်ကိုပေးတာမဟုတ်ဘူးမိညာနဲ့ရစ်ကိုပေးပြီးမှပဲမင်းကြိုက်တာထဲပါခင်ဗျားတို့ကြိုက်တာထဲပါအချူထဲပါအငန်ထဲပါဆိုတာမျိုးနဲ့ကျွန်တော်တို့ကလာပြတာဖြစ်တဲ့ဒီညဉ့်ညံ့နေတဲ့အာနာရှင်စနစ်နဲ့လုံးဝကိုပြည့်နှက်နေတဲ့ကျွန်တော်တို့ကလုံးဝမရွေးချယ်တိပူပေါ့နော်တော်လှန်ရေးဆိုတာဘာတို့မှဆရာမရှိပါဘူးအဲကုလူချင်းတဲ့စနစ်ကတာဆရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟာတစ်ခုထင်းနဲ့လည်းပြည်လာဆိုတော့ပန်းတိုင်တစ်ခုထင်းနဲ့လည်းပြည်မပြည်နိုင်ဘူးဘာလို့ကိုရဲ့ ကျူးဆောင်မှုနဲ့လှုပ်ဆောင်ချက်ပေါ်မှာမူတည်တယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကတကယ်ဖက်ဒရယ်ဆန်တလာပေါ့နော်ဒီမှာတော်လန်ကြီးလုပ်တဲ့သူတွေကတော့များသောအားဖြင့်ပြည်တွင်းမှာနေထိုင်ကြတဲ့လူငယ်တွေကပဲဥဆောင်တယ်ဆိုတော့နိုင်ငံခြားမှာပညာသွားတင်ပြီးတော့နိုင်ငံခြားမှာကျွန်တော်တို့လူလာတဲ့ပေါ့နော်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကတည် တေတေချာချာလေးကောင်းကောင်းမှုလဲတင်ယူလက်လာခဲ့တာမျိုးမျိုးရှိတဲ့အတွက်ကြောင့်မလို့နော်တိုင်းမှာလူငယ်တွေတော်တော်ခက်ခဲရှိလာမယ်ဒါပေမဲ့လူငယ်တွေအနေနဲ့ပေါ့တော့တခုတော့ကျွန်တော်တို့ဖြစ်စေချင်တဲ့အားကတော့နိုင်ငံရေးပညာရှင်များရဲ့နိုင်ငံချမ်းမှာပညာတော်တင်များရဲ့အကြံပြုမှုကိုလည်းကျွန်တော်တို့ကတော့နားထောင်ဖို့လိုတယ်အောင်မြင်မှုတွေနဲ့ပြောရင်တော့မြို့တင်တိုက်ပွဲတွေရလာပြီးကျွန်တော်တို့အစိုးမထင်းချုပ်နေမယ်လို့ရလာပြီးဒီဟာနဲ့ဒီတော်လှန်ရေးရဲ့ကျွန်တော်တို့အောင်မြင်မှုလို့တဲ့ကျွန်တော်တို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့စစ်ကိုပဲကျွန်တော်တို့တိုက်တာမဟုတ်ဘူးအုပ်ချုပ်ရေးလည်းအကောင့်ထေပေါ်လာနိုင်ပြီးဒီစစ်အာဏာစနစ်ဆူရှင်တော့ဘာလဲ ဆိုရင်တို့ကပညာရည်ကိုတို့ကမတိအောင်ပေါ့နော်တို့ကတော့လှုပ်ဝိုက်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတရားကောင်းပါတဲ့ချူချင်ကအယတရှိတယ်ပေါ့နော်ချူတဲ့ယတရှိတယ်ဟာကျွန်တော်တို့ပြည်သူတွေပြတဲ့အခွင့်လေးရလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အောင်မြင်မှုလည်းရှိလာပြီပေါ့နော်မြန်မာပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ The Gladden Post ရဲ့ Youth and Women Affairs Program မှနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါ။ ဟုတ်ကဲ့ပါအခုလိုမျိုးချိန်ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့โอเคဆိုတော့ကျမတို့ဒီအင်တာဗျူးလေးမစခင်မှာညာကလက်လက်ရှိမှာပေါ့နော်လက်ထောက်ထွေထွေအတွင်းရေးမှုအနေနဲ့ထမ်းဆောင်နေဆိုတော့ကျမတို့တွေ့ရတယ်ဆိုတော့ဒီဒေါ်လာရေးမတိုင်ခင်မှာဆရာရဲ့ဘဝကိုဘယ်လိုဖြတ်တန်းခဲ့လဲပြီးတော့ဒီဒေါ်လာရေးကိုရောဘယ်လိုခံယူချက်တွေနဲ့ဟိုပေါင်ဖြစ်ခဲ့လဲဆိုတာလေးကိုရင်းစုံမိတ်ဆက်ပေးပါအောင်ရှင့် ဟုတ်ကဲ့အခုလိုမျိုးကျွန်တော်ကိုဖိတ်ခေါ်တဲ့ကလတန်ဖုတ်ကိုကျေစွတင်တယ်အခုလိုမျိုးပြည်သူတွေနဲ့အတူပေါ့နော်တွေ့ဆုံခွင့်ဒီဆိုရှယ်မီဒီယာကတသိပြည်သူတွေကိုကျွန်တော်တွေ့ဆုံခွင့်ရတဲ့အတွက်လည်းမေတ္တာမဝမ်းသာတယ်ဆိုတာဖလားဆုံးပြောချချင်ပါတယ်ကျွန်တော်ဒီတော်လိုင်းကြီးမဆိုင်ခင်မှာတော့ကျွန်တော်ကအကြောင်းသားပေါ့နော်ဒီကလစ်တက်ကတူမာမစတာနဲ့တမိုင်းမီချန်နဲ့ပေါ့နော်အကြောင်းတက်တယ်အပြင်းမှကိုဗစ်ရောဂါရောက်လာတဲ့ပြင်းမှပဲကျွန်တော်တို့က2017နေဦးတော်လိုင်းကြီးဆိုတာပေါ်ပေါက်လာတယ် ဒီဟာဘာကြောင့်ပေါ်ပေါက်လာတလေဆိုတာကတော့ကျွန်တော်တို့ကအာနာရှင်စနစ်ကိုမကြိုက်ဘူးကျွန်တော်တို့ရွေးချယ်ထားတဲ့ကုခေါင်းဆောင်တွေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ခရွေးချယ်ထားတဲ့လွတ်လပ်စွာရွေးချယ်ထားတဲ့ခေါင်းဆောင်တွေကိုယ်တိုင်ခေါင်းဆောင်လုပ်ခွင့်မရတဲ့အတွက်ဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရတဲ့အတွက်ကျွန်တော်တို့ကဝန်နီပြီးတော့ကျွန်တော်တို့ကိုစန္ဒထုတ်ဖော်တယ်အဲကနေစပြီးတော့ကျွန်တော်ကတော့တရားတော်ဖြစ်တည်ဖို့ကုရွေးချယ်ထားတဲ့ခေါင်းဆောင်မှာပဲကျွန်တော်ကို ခေါဆောင်လို့ပြန်ဟောကျွန်တော်တော့ဒီလောက်မှာပဲကျွန်တော်ကတော့အကြောင်းတက်ပြီးတော့ကျွန်တော်ကတော့ဒီနေမယ်ဆိုတော့စိတ်ကနေပဲဝင်လာတာဖြစ်တယ်ပေါ့နော်တော်လိုင်းရှင်းဖို့လို့ဖြစ်လာတာဖြစ်တယ်။ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်။ဆိုတော့ဒီလက်ရှိမှာဆိုလို့ရှိရင်လည်းဆရာကိုရိုင်းဒီတော်လိုင်းရေးမှာတက်တက်ကြွကြွနဲ့ပါဝင်နေတာတွေ့ရတယ်။ဆရာကိုရိုင်းလူငယ်တူဖြစ်တရားလို့ဆိုတော့ပေါ့နော်။ဆိုတော့ဒီကာလမှာလူငယ်တွေများစွာဒီတော်လိုင်းရေးမှာပါဝင်နေတာဥဆောင်နေတာကိုလည်းတွေ့ရတယ်။ဆိုတော့ဒီလူငယ်တွေရဲ့ဒီတော်လိုင်းရေးပေါ်မှာဒီလူငယ်တွေရဲ့ပါဝင်မှုအခန့်ကဏ္ဍကဘယ်လောက်ထိအရေးကြီးတယ်လို့သုံးသပ်ထားတယ်ပေါ့နော်။ ော်ပြီးတော့မှဒီလူငယ်တွေရဲ့အကြီးမားဆုံးစိန်ခေါ်မှုဆိုလို့ရှိရင်ဆရာအနေနဲ့ဘယ်လိုများဖော်ပြလိုပါလိမ့်ရှင် ဟုတ်ကဲ့ဒီတော်လှန်ရေးပါလာတာနဲ့ကျွန်တော်တို့ကတော့တော်လှန်ရေးကအစစ်စစ်နဲ့လာခဲ့တာပေါ့နော်ပထမအစ်မတော့ကျွန်တော်တို့ကကုပီတူရရရွေးချယ်တဲ့ခေါင်းဆောင်ကလောက်ခုမီရတော့ကျွန်တော်တို့ကဒီဟာဆိုရင်တော့ကျွန်တော်တို့ကအမောင်ဘွားကိုပြန်ရောက်မယ်ဆိုတော့ကျွန်တော်တို့ကဂျူတိတယ်အတီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလူငယ်ဆိုတော့လူငယ်ခန့်ကန်တာနဲ့သူ့ဆန္ဒကိုထုတ်ဖော်မယ်ဆိုတဲ့ဟာအတွင်းနဲ့အရင်ဆုံးကျွန်တော်လမ်းထွေးပြီးတော့ကြောဆန္ဒပြရတယ်လက်နဲ့မကန်တဲ့နီလန်းနဲ့အကောင်းဆုံးကျွန်တော်တို့ရဲ့စိတ်ဆန္ဒလူအင်ဆန္ဒပေါ့ PCP နိုင်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်ပေမဲ့ဒီစစ်အာဏာရှင်စနစ်စုကြီးက တရားကိုပြည့်ဖြတ်ပြီးတော့လက်နဲ့ကန်လမ်းစင်းနဲ့ကျွန်တော်တို့ကိုဖြည့်ရှင်းတယ်။အဲဖြည့်ရှင်းတဲ့အခါကျတော့ကျွန်တော်တို့ကတရားနဲ့မရတော့ဘူးစီပြီးတော့လူငယ်တွေကိုထပြီးတော့ကျွန်တော်တို့ကလက်နဲ့ကန်လမ်းစင်ကိုရွေးချယ်တာဖြစ်တယ်။ဒီလက်နဲ့ကန်လမ်းစင်ရွေးချယ်တဲ့အခါမှာလူငယ်ဆိုတဲ့အခန်းကဏ္ဍကတော်တော်လေးမှအရေးကြီးတဲ့အပိုင်းမှပါလာတယ်။တကယ်တော့ကျွန်တော်တို့စနာနာရှင်စနစ်ကိုတိုက်ထုတ်ရမယ်ဆိုတော့ကျွန်တော်တို့ကြွေးကြော်တန်တွေဆက်ပေါ်လာတာနဲ့လက်နဲ့ကင်နိုင်တဲ့သူကအင်အားရှိတဲ့သူမှပဲကင်နိုင်တယ်ဖြက်လက်တဲ့သူမှပဲကင်နိုင်တယ်အဲ့ဒါကြောင့်မလို့ တကယ်လူငယ်တွေကအရှိချတဲ့အခန်းကဏ္ဍတစ်ခန်းမှာပါဝင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလည်းဒီမှာပါဝင်ပြီးတော့လူငယ်တွေဘလောက်ထိဥဆောင်မှုအရှိချတယ်လဲဆိုတော့ဒီဟာကတော့တကယ်တော့လက်နဲ့ကန်ရွေးချယ်မှုအလားစင်ကလူငယ်တွေပါဝင်တဲ့ပါဝင်ထိုက်တဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက်ကြောင့်လူငယ်တာလူငယ်တွေပါဝင်တာဖြစ်တယ်ပြီးတော့ဘလောက်ထိအရှိချတယ်လဲဆိုရင်တော့ကဲစစ်တဲတော့မယ်မြို့တွေတင်းလာတော့မယ်တဖြည်းဖြည်းနဲ့နာဆင်စနစ်ကိုတိုက်ထုတ်တော့မယ်ဒီကလူကြီးတွေကိုပါဝင်လို့မရတော့ဘူးပြီးတော့စာနယ်ရိတ်ခါတဲ့ဖြစ်ဖြစ်ပေါ်တခြားနေရာစစ်ကူတာတဲ့ဘက်မှာဖြစ်ဖြစ် ပူးတဲ့နေရာမှာလူငယ်တွေကပူပြီးတော့ဖြစ်လာတဲ့အတွက်ကြောင့်မလို့လူငယ်တွေပါဝင်တာတော့အကောင်းဆုံးဖြစ်တဲ့ဥဆောင်တဲ့နေရာမှာကျတော့ကျွန်တော်ကျတော့အဲ့လိုမြင်မိပါတယ်နေ့ပေါင်း90ကျော်ကျွန်တော်တို့ကစစ်အစင်ရှင်တွေရဲ့လက်အမှာနေထိုင်လာခဲ့တဲ့ဒီမြန်မာပြည်မှာနေပြီးတော့မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတင်ပြမှအနာရှင်စနစ်ကိုပြန်ပြည့်တွန်းလာမယ်ဆိုတာကတော့သူ့ရဲ့အဓိကတော့စီနီဂျိုဟာတွေပေါ့ဒီနိုင်ငံကြီးနီဂျိုဟာတွေကျွန်တော်တို့ကပြန်လဲအသုံးချတဲ့သဘောရှိတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့အခက်အခဲတွေရှိလာနိုင်တယ်။ဟောလူငယ်တွေခေါင်းဆောင်တဲ့ပိုင်းမှာပေါ့နော်။ အာဒီမှာတော်လိုင်းကြီးလုတ်တဲ့သူတွေကတော့များသောအဖြစ်ပြည်တွင်းမှာနေထိုင်ကြတဲ့လူငယ်တွေကပဲအာဥဆောင်တယ်ဆိုတော့နိုင်ငံခြားမှာပညာသွားတင်ပြီးတော့နိုင်ငံခြားမှာကျွန်တော်တို့လူလာတဲ့ဘောနောဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကတိတိတိချာချာလေးကောင်းကောင်းမှုနဲ့တည်ယူလေလာခဲ့တာမျိုးမျိုးရှိတဲ့အတွက်ကြောင့်မလို့နော်တိုင်းမှာလူငယ်တွေတတော်ခက်ခဲရှိလာမယ်ဒါပေမဲ့လူငယ်တွေအနေနဲ့ပေါ့တော့တခုတော့ကျွန်တော်တို့ဖြစ်စေချင်တဲ့အားကတော့နိုင်ငံကြီးပညာရှင်များရဲ့နိုင်ငံခြားမှာပညာတော်တင်များရဲ့အကြံပြုမှုကိုလည်းကျွန်တော်တို့ကတော့နားထောင်ဖို့လိုတယ်တော်ဟန်ကြီးလုပ်တဲ့အခါမှာပေါ့နော် တကယ်လွတ်တယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့တော်လှန်ရေးဟာဆိုလို့ရှိရင်ဒါလေးနှစ်ကျော်ငါးနှစ်တာကာလပေါ့နော်အတိုင်းတာတစ်ခုထိရောက်ရှိလာတဲ့အခါမှာဆရာအနေနဲ့လက်ရှိနေဦးတော်လှန်ရေးဟာဘယ်အဆင့်ကိုရောက်နေပြီလို့ဆရာအနေနဲ့သုံးသပ်ပါလေပြီးတော့မှဒီတော်လှန်ရေးကာလရဲ့အခက်အခဲတွေအောင်မြင်မှုတွေနဲ့အတူဒီအနာဂတ်အမြင်လေးကိုလည်းရှင်းပြပေးပါအောင်ရှင့် ဟုတ်ကဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပေါ့နော်ဒီတော်လှန်ရေးကတော့ကျွန်တော်တော့နောက်ဆုံးအဆင့်ရောက်နေပြီလို့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်ကျွန်တော်တို့ကပထမအဦးဆုံးကျတော့ဒီတော်လှန်ရေးကိုနိုင်ငံခုပြုတ်ပြီးသားတဲ့နိုင်ငံတွေပေါ့နော်စနီကွန်ပတ်နိုင်ငံတွေလိုမျိုးတော့ကျွန်တော်တို့ကစန္ဒထုတ်ဖော်ပြတော့ရမယ်ဆိုတော့ကျွန်တော်တို့ကမျှော်လင့်တယ်အကောင်းဆုံးပေါ့နော်ငလာ3လလောက်ထိတော့ကျွန်တော်တို့ကကြိုးစားခဲ့တယ်ပြည်သူတွေအကုန်လုံးထပ်ပြီးတော့ကြွေးကြော်တယ်ပေါ့နော်ကျွန်တော်တို့လူလာတာ ဒီဟာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကတော့အခုဆန္ဒကိုထုတ်ဖော်တယ်ဒါပေမဲ့ကျွန်တော်တို့ကမရခဲ့ဘူးအဲ့ချိန်မှာပေါ့နော်အဲ့ဒါပထမအဆင့်တော့ကုန်သွားပြီပြီးတော့ဒုတိယအဆင့်နဲ့ကျတော့ကျွန်တော်တို့ကဲဒါဆိုရင်တော့ဒီဟာနဲ့မရရင်တော့ကျွန်တော်တို့ကလည်းနကန်လမ်းစဉ်ကိုပဲရွေးတော့မယ်ဟဲ့ဆိုပြီးတော့ကျွန်တော်တို့ကလည်းနကန်လမ်းစဉ်ကိုရွေးချေတာဖြစ်တယ်အဲ့ဒီလင်းနကန်လမ်းစဉ်ရွေးချေတဲ့အချိန်မှာပေါ့နော်ဒီခန်စစ်နဲ့ထူးစစ်ပေါ့နော် သူကတိုက်တဲ့အချိန်မှာကျွန်တော်ကဆစ်လို့တယ်သူကလည်းပြန်တိုက်တယ်အချိန်မှာကျတော့ကျွန်တော်ကစီရင်ထဲပဲကျွန်တော်တော်ဟန်တာပဲရှိတယ်လူတရအနေနဲ့ပေါ့နော်နောက်ဆုံးစစ်ကြတော့ကျွန်တော်တို့တော်ဟန်ရေးလို့တာစီရင်တစ်ခုကိုကျွန်တော်ဖော်ဆောင်တာတစ်ခုထဲကိုတော်ဟန်ရေးလို့တာလို့ကျွန်တော်တို့ဆိုလိုတာမဟုတ်ဘူးဒါကျွန်တော်တို့လူချင်းရဲ့ပန်းတိုင်ကို Federal Democracy စနစ်ကြီးရဲ့ပန်းတိုင်ကိုကျွန်တော်တို့ကဥတီတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ် Democracy စနစ်ရဲ့အရဆိုတော့ကျွန်တော်တို့ကမေးပြဖွက်လို့လာနေပြီတို့နိုင်ငံရှိနေအပြန်ဆိုင်ပေါ့နော် Federal နဲ့ပြောရင်တော့ တယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းမှုတွေလူလာတိုင်းကြီးသူကဘာလို့တလဲကျွန်တော်ကဘာလို့တလဲကုပြည်တွေကဘာလို့တလဲဆိုတာထုတ်ဖော်ရတဲ့အခြေအနေရောက်လာပြီဖြစ်ဒါမို့တဲ့ကျွန်တော်တို့ကမြုပ်တင်းတိုက်ပွဲတွေကျွန်တော်တို့ဆင်နွှဲလာတာနဲ့ကျွန်တော်တို့ကအနိုင်တွေရလာတဲ့အထင်းချုပ်နေပေတွေရလာတဲ့စုမှုနေပေတွေရလာတော့ကျွန်တော်တို့ကနိုင်ငံကြီးပြင်ဆိုင်မှုတွေဖြစ်လာတော့ပြီဥပမာပေါ့နော်ကျွန်တော်တို့ကဲဒါဆိုရင်တော့ဘလို့ အကောင့်ထဲပုံမှာအုပ်ချုပ်ရေးခန်းကဏ္ဍမှာစီအခန်းကဏ္ဍမှာဘလို့အကောင့်ထဲပုံလဲတရားဥပဒေစုမိခန်းကဏ္ဍမှာဘလို့အကောင့်ထဲပုံလဲဆိုတာမျိုးမှာကြတော့ဒီစစ်အာဏာစင်စနုစူးကြီးနဲ့ဒါကျွန်တော်တို့ရဲ့စနစ်ပေါ်တော့အပြိုင်မှုတွေရှိလာဘူးဒါကြောင့်မလို့ဒီကျွန်တော်တို့ရဲ့ခဏကနောက်ဆုံးအစီရောက်နေပြီလို့ကျွန်တော်တို့အာမိတာဖြစ်တယ်ပြီးတော့အခက်ခဲနဲ့ပြောရင်တော့ဒီတော်လှန်ရေးစောက်ဝန်တာနဲ့အပြင်မှာထွက်ပြီးတော့ဟေးကျွန်တော်ကတော့ကျွန်တော်တို့လူချင်းတဲ့ဟာကျွန်တော်တို့ကိုပြန်ပေးဆိုတဲ့ဟာနဲ့ကျွန်တော် order ကတော့မခက်ပါဘူးဗျာပြည်သူတွေလက်မှတ်ပေါ်မှာ triple order ပဲရှိသေးတယ်ကုစန္ဒထုတ်ဖော်တာပဲရှိသေးတယ်ဒါပေမဲ့တကယ်လက်နဲ့ဂိုင်တော့မယ်ဆိုတော့လက်နဲ့ရှိဘူးလို့လားလူလာပြီပြီးတော့ကျမကြီးပဲဖြစ်ဖြစ်ပေါ်တော့အာလူလာတဲ့အတွက်ကြောင့်မလို့ဘာမှမရှိတဲ့ဘဝကနေကျွန်တော်တို့ကအကောင်းဆုံးကျစားပြီးတော့ဒီနေ့ဒီချိန်မှာတော့ရှိတက်တလာပြီးတော့လက်နဲ့တွေ့တွေ့ရှိလာပြီးတတ်ဆင်နိုင်ခဲ့ပြီပေါ့နော် အောင်မြင်မှုတွေနဲ့ပြောရင်တော့ညူတင်တပ်ပွေတွေရလာပြီးကျွန်တော်အစုံမထင်းချုပ်နေမယ်လို့ရလာပြီးဒီဟာနဲ့ဒီတော်လှန်ရေးရကျွန်တော်တို့အောင်မြင်မှုလုပ်တဲ့ကျွန်တော်တို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့စစ်ကိုပဲကျွန်တော်တို့တိုက်တာမဟုတ်ဘူးအုပ်ချုပ်ရေးလည်းအကောင့်ထေဖော်လာနိုင်ပြီးဒီစစ်အာဏာစနစ်ဆိုးရှင်တော့ဘာလဲဆိုရင်တို့ကပညာရေးကိုတို့ကမတိအောင်ပေါ့နော် တော့တော့အထုံးဝိုက်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတရားကောင်းပါတယ်ချူချင်ကအရတရှိတယ်ပေါ့နော်ချူတဲ့ရတရှိတယ်ကျွန်တော်တို့ပြည်သူတွေပြရတဲ့အခွင့်လေးရလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အောင်မြင်မှုလည်းရှိလာပြီပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ဆုံးစစ်လေးရောက်လာပြီဒီအောင်မြင်မှုလည်းရောက်လာပြီအခက်ခဲတော့များစွာရှိ တဲ့ကြားထက်ကကျွန်တော်အကောင်းဆုံးကျူစာပြီးတော့ကျွန်တော်ရဲ့အနာဂတ်ကိုအကောင်းဆုံးမြင်တွေ့ခွင့်ရတော့ဗောနော်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ဒီတွန်လိုင်းအားစုတွေကြားကစိတ်ဝမ်းကွဲမှုတွေပြီးတော့မှဒီဝေဖန်တတ်နေအပေါ်မှာဆရာရဲ့အမြင်နဲ့သဘောထားလေးကိုလည်းသိပေးရစေရှင်ပြီးတော့မှဒီထက်ပို့ပြီးတော့ညီညွတ်မှုခိုင်မာစေဖို့ရန်အတွက်ဘာတွေလှောက်ဆောင်တင်တယ်လို့ဆရာအနေနဲ့မြင်ပါလေပြီးတော့စစ်ကောင်စီတကယ်ကိုအမြင့်ပြတ်ဖို့အတွက်ရောတွန်လိုင်းအားစုတွေကြားမှာဘယ်လိုပေါင်းစပ်ညှိနှိုင်းမှုတွေအထူးသဖြင့်လှောက်ဆောင်တင်တယ်လို့ဆရာအနေနဲ့ဟိုတုံ့တက်ပါလေရှင်ဟုတ်ကဲ့ ဒီတော်လှန်ကြီးအချင်းချင်းကြမ်းမှာပေါ့နော်ဒီမိမှုမှုတွေရှိလာတယ်။ဒါကြတော့ ပြန်ကြည့်တော့ဆက်တရကျွန်တော်ပြောထားပြတဲ့အတိုင်းပါပဲ။ဘလူးလဲဆိုတော့ကျွန်တော်တို့က2.80ကျော်စင်အာနာရှင်စနစ်လက်အောက်မှာပဲနေလာခဲ့တဲ့အတွက်ကြောင့်မလို့လူပုတ်ကူတူတယောက်အိုးအရင်ကနေဒီမြန်မာပြည်ကိုပြန်ကြည့်မယ်ဆိုပမာပြည်ပဲဖြစ်ပေါ်တော့ခြားတိုင်းသားတွေပြည်ပြည့်လူတူတယောက်ကတအုပ်ချုပ်လာခဲ့တဲ့နေထိုင်လာခဲ့တဲ့အတွက်ကြောင့်မလို့တကယ်ကျွန်တော်တို့လက်တွေ့အသုံးချတဲ့နေရာမှာဒီလိုမျိုးအခက်အခဲတွေကြုံလာနိုင်တယ်။ဒီဟာကလည်းကျွန်တော်တို့အပြစ်တင်လို့မရပါဘူးပေါ့နော်။တော်လှန်ရေးလုပ်နေတဲ့ပြည်သူတွေ အနေနဲ့ပြီးတော့အဖွဲ့အစည်းနဲ့လည်းပြည်တင်လို့မရပါဘူးတော်လိုင်းရေးဆိုတာဘာသူမှဆရာမရှိပါဘူးအဲကုလူချင်းတဲ့စနိကတာဆရာဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာတစ်ခုထင်းနဲ့လည်းပြေးလာဆိုတော့ဗန်းတိုင်တစ်ခုထင်းနဲ့လည်းပြီးမပြေးနိုင်ဘူးဘာလို့ကိုရဲ့ကျူးဆောင်မှုနဲ့လှုပ်ဆောင်ချက်ပုံမှန်မှုတည်တယ်ကိုရဲ့လှုပ်ဆောင်ချက်ကတကယ်ဖက်ဒရယ်ဆန်တလာဘောနော်အာဒီမိုကရေစီဆန်တလာအပြတ်လာတာဒါကြောင့်မလို့ကျွန်တော်တို့တရားကိုကပဲဆရာဖြစ်နေတယ်ကျွန်တော်ကတော့ဆရာဖြစ်နေတယ်ဆိုတဲ့အမျိုးမလို့ကြပဲနဲ့ စုပေါင်းအင်အားဆိုတာရှာဖွေနိုင်ဖို့တော်တော်လေးကိုအရေးကြီးတယ်လို့ကျွန်တော်မြင်မိတယ်။ဘာလို့လဲဆိုတော့အင်အားတစ်ခုကိုတိဆောက်တော့မယ်ဆိုရင်ပေါ့နော်မီးနဲ့ဘက်ထရီလိုမျိုးပေါ့ဆက်သွေးလိုမျိုးမီးတီးတလုံးကအကြီးကြီးပဲကျွန်တော်အင်မှာတက်ပြီးတော့ဘက်ထရီဟွာကိုရချို့တော့မရှိတော့မီးမလင်းနိုင်တယ်လို့ပေါ့နော်တလိုင်းကြီးချင်းချင်းကြအင်အားကိုတိဆောက်တော့မယ်ဆိုရင်တော့စီစီလုံးလုံးနဲ့ဒီအင်အားစုများကိုငါငယ်ပဲဖြစ်အကြီးပဲဖြစ်စုပြီးမှပဲကျွန်တော်တို့အင်အားကိုတိဆောက်နိုင်မှသာကျွန်တော်တို့ရဲ့တလိုင်းကြီးကိုအောင်မြင်မှာ ဖြစ်တယ်လို့ပြောတော့ဝေဖန်တန်တွေကလည်းအခုနောက်ကျွန်တော်ပြောကြားတယ်လို့ပေါ့နော်တကယ်ပညာရှင်တွေကဒီပြည်တွင်းမှာမရှိဘဲနဲ့နိုင်ငံချက်ကိုရောက်နေကြတယ်တကယ်နိုင်ငံကြီးအကြောင်းပေါ့နော်ကောင်းကောင်းနားမလည်တဲ့သူတွေမှာပဲပြည်တွင်းမှာပဲနေနေထိုင်ကြတယ်ဆိုတော့လေတကယ်တော့လက်တွေ့အသုံးချတဲ့နေရာမှာစစ်တိုက်တာတစ်ခုတည်းမဟုတ်တဲ့အတွက်ကြောင့်ဥပမာအုတ်ချုပ်ရေးကောင်ထဲပေါ်တဲ့အချိန်မှာတကယ် ပညာတက်တွေလို့လေဘောနောစစ်တိုက်တာတခုထင်မကတော့ဘူးကျွန်တော်တို့ကတော့တခါတလေဟိုဘုံရန်တူကိုတတ်တတ်မှတ်မှထားပဲနဲ့ကျွန်တော်တို့ကပြင်မှတ်ကိုများကြီးထားပြီးတော့တိပင်ကောအမိမခုတ်ပဲနဲ့အကိုင်းမှာကျွန်တော်တို့အချင်းချင်းကြခုတ်လိုက်တယ်လို့မျိုးဖြစ်တာဒါကြောင့်မလို့ကျွန်တော်တို့တတ်တတ်မှတ်ဘုံရန်တူကိုကျွန်တော်တို့ထားရှိဖို့လို့တို့စနစ်ကိုလေကျွန်တော်တို့လူချင်းတဲ့စနစ်ကိုလေတတ်တတ်မှတ်မှတ်ထားမှာပဲကျွန်တော်ရတယ်ဘသူမှဆရာမရှိပါဘူးဆရာကျွန်တော်ပြောချင်ပါတယ်ဘောနောဟုတ်ကဲ့ပါဒီလက်ရှိမှာစကားမအနေနဲ့ပြုလုပ်မဲ့ဒီရွေးကောက်ပွဲအပေါ်မှာရောဆရာရဲ့သဘောထားအမြင် ြင်လေးကိုလည်းသိကြပါတယ်ပြည်သူတွေအနေနဲ့ရောဒီရဲ့ပုံမှာဒီစကားမှာပြုလုပ်မဲ့ဒီရွေးကောက်ပွဲကိုလက်မခံတဲ့ပြည်သူတွေအနေနဲ့ရောဘယ်လိုတွေတုံ့ပြန်ပြီးတော့စန့်ကျင်တင်တယ်လို့ဆရာအနေနဲ့အကြံပြုလိုပါလိမ့်ရှင်ဟုတ်ကဲ့ဒီစစ်ကောင်စီက လို့တဲ့အတူအယောင်ရွေးကပ်ပွဲမှာကျွန်တော်အမြင်နဲ့ပြောရမှာပေါ့နော်ကျွန်တော်တို့ကိုစင်အာနာရှင်စနစ်ကရစ်တပ်ပူးနဲ့ရစ်တပ်ကိုပေးတာမဟုတ်ဘူးညဉ့်ညံတဲ့ရစ်ကိုပေးပြီးမှပဲမင်းကြိုက်တာထဲပါခင်ဗျားတို့ကြိုက်တာထဲပါအချူထဲပါအငန်ထဲပါဆိုတာမျိုးနဲ့ကျွန်တော်တို့ကလာပြောတာဖြစ်တဲ့ဒီညဉ့်ညံနေတဲ့အာနာရှင်စနစ်နဲ့လုံးဝကိုပြင်းထန်နေတဲ့ကျွန်တော်တို့က လုံးဝမရွေးချယ်တိပူပေါ့နော်ဘလောက်ပဲမဲထက်ထက်ပေါ့နော်ဒီမဲကိုဘလောက်ပဲထက်ထက်ကုလူချင်တဲ့အရာကိုရမှာမဟုတ်ဘူးသူပဲတဲ့အရတာကိုပဲရမှာဖြစ်တယ်တကယ်ဖက်ဒရယ်ဒီမိုကရေစီဒီမိုကရေစီဆိုတာလူတူတယောက်ရဲ့တန်ဖိုးကိုဒီကထားတာပေါ့နော်လွတ်လပ်မှုနဲ့လူတူတယောက်ရဲ့တန်ဖိုးကိုထားတာ အတူရောင်ရောက်ကပ်ပွဲမှာလွတ်လပ်ဆော်ရိတ်ချက်ခုပေးတာမဟုတ်ဘူးဂျီတက်ကိုဂျီတက်လို့ပေးတာမဟုတ်ဘူးသူ့ကြိုက်ကိုကျွန်တော်တို့ကိုပေးပြီးမှပဲခဲခင်ဗျားတို့တောက်ပါဆိုတာမျိုးနဲ့တူတယ်အဲ့ဒါကြောင့်မလို့ပြည်သူများနဲ့ဖြစ်လူမျိုးအတူရောင်နဲ့လုတ်တဲ့ရိတ်ကပ်ပွဲမှာမပါဝင်ကြဘူးမင်းမပေးကြဘူးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်တော့မြို့ပေါ်မှာမနေဘဲနဲ့ရှောင်ပြီးတော့ပေါ့နော် ဒေတာကျွန်တော်ထင်းချုပ်နေမယ်တွေတော်လှန်ရေးအင်အားစုတွေထင်းချုပ်နေမယ်မှာဖြောင်ပြတော့နေလို့ရတာပဲ။ဘာကြောင့်မြို့ပေါ်မှာပဲကျွန်တော်တို့ကဘာလို့နေမလဲထိုင်ကြမလဲပေါ့နော်။ဒီချိန်မဲပဲ့တဲ့ချိန်မှာကျတော့ကျွန်တော်တို့ဖက်လာလို့ရတယ်မြို့ပေါ်မှာပဲမဲထက်ဖို့မနေတိဘူးပေါ့နော်။ဒီချိန်မှာကျတော့ဒါကြောင့်မလို့အတူရောရုပ်ကပ်ပေါ်မှာမပါဝင်ကြဖို့အာကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ဒါမိဘပြည်သူတွေကိုဗမာဆရာအနေနဲ့တိုက်တွန်းအပ်ပေးစရာပြောကြားလိုပါလိမ့်ရှင်။ ဟုတ်ကဲ့ပြည်သူတော်လိုင်းရေးဆိုတာနဲ့အတူလက်နဲ့ကန်တော်လိုင်းရေးဆိုတာကလည်းပြည်သူတွေကပြည်သူတွေအကျွေးကျွေးကြော်တမှာပဲဖြစ်တည်လာတာဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ပြည်သူတွေကလည်းတော်လိုင်းရေးမိသားစုတွေပေါ့နော်ဒီတော်လိုင်းရေးတမားတွေကိုဒီထက်မကပေါ့နော်အကောင်ဆုံးအခုပြည်သူကလည်းပေးဆက်ခြင်းဆိုတဲ့ခန်းကန္တာကိုပါဝင်နိုင်တဲ့ခန်းကန္တာလက်နဲ့ကိုထမ်းပြီးမှစစ်တိုက်တာတစ်ခုထက်ကိုတော်လိုင်းရေးလုပ်တာမဟုတ်ပဲနဲ့ ဟိုဥပမာမို့မင်းမပေးတာလဲတန်လှန်တန်လှန်ရေးလောက်တာတစ်ခုဖြစ်တယ်တခြားနေရာမှာပေါ့နော် तू လှုပ်တဲ့နေရာမှာစစ်ကောင်စီကလှုပ်တဲ့နေရာမှာမပါဝင်ဖို့မတော်ဖို့ကတော့တော်တော်လေးအရေးကြီးတယ်ပေါ့နော် तू လူချင်တဲ့အရာကိုဖြစ်စီမပေးဘဲနဲ့တန်လှန်ရေးကလူချင်တဲ့အရာကိုဒါဖြစ်စီပေးကြဖို့အာဒီကနဲ့ဒီသူတွေကိုဖိတ်ခေါ်လိုပါတယ်ကဲပါအခုလိုဖြေကြပေးတဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်ရှင်